Okay အားလုံးမင်္ဂလာပါကျွန်တော်ဒီကနေ့မှာဆိုရင်တော့ကျွန်တော်ဒါကပ္ပဖလာရဲ့ခြေစစ်ပွဲကျွန်တော်အခုလက်ရှိဒါအမှတ်စီးရင်ဒါရက်တည်မှုအခြေအနေလေးနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ဒါဘယ်အသင်းတွေကနောက်တစ်ဆင့်ဟိုဒါအဲတလန်သွားနိုင်ပြီလေနောက်ပြီးတော့ဒါဘယ်အသင်းတွေကကျွန်တော်တို့ဒါခြေစစ်ပွဲဒါထပ်ပြီးတော့ကစားအောင်ပါလဲဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာဒါဆွေးနွေးပေးတော့မှာဖြစ်ပါတယ်ကဲတော့ကျွန်တော်တို့ဒါ group E ရဲ့ကျွန်တော်တို့ဒါအသင်းအနေထားမှာကြည့်မယ်ဆိုရင်ဂျာမနီပါတယ်ကျွန်တော်တို့ဒါဆလိုဗက်ကီးယားရှိမယ် North Ireland ရှိရဲဒါလူဇင်ဘော့ရှိတယ် ဲ့တော့ group B မှာဆိုရင်တော့ Switzerland ပါမယ်။ကိုဆိုဖို့ပါတယ် Slovenia ပါတယ် Sweden ပါတယ်။အဲ group C မှာဆိုရင်တော့ကျွန်တော်တို့ Denmark ရှိမယ် Scotland Greece ပါမယ်။နောက်ပြီးတော့ဒါ group D မှာဆိုရင်တော့ဒါပြင်သစ်ပါမယ် Ukraine ရှိတယ် Iceland ပါတယ် Azerbaijan ပါမယ်။ကျွန်တော်ဒါ group E မှာဆိုရင်တော့ဒါ Spain အဲတူရကီရဲ့ Georgia ရဲ့ကျွန်တော်ဒါ Belgium ရဲ့ကျွန်တော် group F မှာဆိုရင်တော့ Portugal ပါမယ် Ireland ပါမယ် Hungary ပါမယ် America ပါမယ်ကျွန်တော်ဒါ group G မှာဆိုရင် Netherlands ဒါ group G ကနေစပြီးတော့ကျွန်တော်တို့ဒါအောက်က group တွေမှာဆိုရင်တော့ဒါ၅သင်းစီအနေအထားမျိုးဖြစ်သွားပြီ။ဒါ Netherlands ရှိမယ်၊ Poland ရှိမယ်၊ Finland ။နောက်ပြီး group H မှာဆိုရင်ဒါ Austria ပါမယ်။နောက်ပြီးတော့ဒါ Romania တို့ဒါအများကြီးပဲဗျ။ဒါ group I မှာဆိုရင် Norway ရှိမယ်၊ Italy ရှိမယ်၊ Israel ၊ Estonia တဲ့။နောက်ပြီးတော့ဒါ group J မှာဆိုရင် J မှာဆိုရင်ဒါ Belgium ရဲ့အပြင်ဒါ Wales တို့ပါအောင်လည်းပါတယ်။ဒါ group K မှာဆိုရင်တော့ England ရှိမယ်၊ Albania ရှိမယ်။ဒါ Serbia ရှိမယ်၊ Latvia ရှိမယ်။ group L မှာဆိုရင်တော့ Croatia ရှိမယ် Iceland တို့ပါတော့တပြင်အသင်းတွေလည်းအများရှိတယ်အဲ့တော့အခုလက်ရှိလောလောဆယ်မှာဆိုရင်ဒါ group A ကနေစပြီးတော့ကြည့်မယ်ဆိုရင်အဲကျွန်တော်တို့ဒါခြေစစ်ပွဲအောင်တဲ့အနေနဲ့ဒါရမတ်ကတော့ဒါ group ဒါ group A မှာဆိုရင်ဂျာမနီနဲ့ဒါ၅၅ပွဲကစားပြီးသွားပြီ၅ပွဲမှာကျွန်တော်တို့ဒါရမတ်၁၂မှတ်ရှိထားတယ်အာ group B မှာဆိုရင်တော့ Switzerland ပေါ့ Switzerland ကတော့ကျွန်တော်လက်ရှိဒါ၅ပွဲကစားပြီးသွားပြီဒါအပေါ်ကအသင်းအနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါ group A ကနေပြီးတော့အဲကျွန်တော်တို့ ဲ group FD ပေါ့နော် group FD ကဒါအဲတသိန်းကိုဒါ6ပွဲစီပဲကစားရမယ်ကျန်တဲ့အောက်သိန်းတွေကတော့ကျွန်တော်တို့က10ပွဲစီပေါ့နော်အနည်းဆုံး10ပွဲစီဒီကစားထားပြီးပြီလက်ရှိကျွန်တော်တို့က group C မှာဆိုရင်လည်းကျွန်တော်တို့ကဒိမတ်ကတော့ဒါခြေစစ်ပွဲအောင်သွားပြီဒါအခုလက်ရှိဒါ9ပွဲကစားထားတယ်9ပွဲမှာတော့ရမတ်7တက်မတ်ကျွန်တော်တို့ကစကော့တလန်ကတော့9ပွဲကစားပြီးတော့10မတ်ဆိုတော့ဒိမတ်အနေနဲ့ဒါကျွန်တော်တို့ကနောက်ဆုံးကစားမယ်ဒါပွဲစဉ်6မှာဆိုရင်စကော့တလန်နဲ့ဒါကစားရမယ်စကော့တလန်ကိုကျွန်တော်တို့ကဒိမတ်အနေနဲ့နိုင်သွားမယ်ဆိုရင် ကျွန်တော်ဒိမက်ကတခါတယ်ဒါချီစီပွဲအောင်သွားပြီစကော့တလန်သားဒါဒိမက်ကိုနိုင်သွားမယ်ဆိုရင်တော့ဒိမက်ကနောက်တဲ့တစ်ချက်တကျွန်တော်ဒါချီစီပွဲထပ်ပြီးတော့ကစားအောင်မယ်ပေါ့ဒါဂရုတီမှာဆိုရင်တော့ပြင်သစ်ကဒါ16မှာယူကရိန်းကဒါ10မက်ဆိုဘလိုပဲဖြစ်ဖြစ်ပြင်သစ်ကတော့တခါတယ်တက်ပြီဗျဂရုအီမှာဆိုရင်လည်းဒါစပိန်က15မက်တူရကီက17မက်ဆိုတော့စပိန်နဲ့တူရကီကဒါနောက်ဆုံးတွေ့ရမှာဆိုတော့အခုလက်ရှိအနေအထားကလည်းစပိန်ကပဲအများကြီးဒါခြေစွမ်းပိုင်းမှာကတာလွန်နေရဆိုတော့စပိန်မဲ့ဒါခြေစစ်ပွဲအောင်နိုင်ခြင်းရှိတယ် ဒါပေါ်တူဂီကတော့ဒါ73မှတ်နဲ့ဒါ6ပွဲအပြီးကစား73မှတ်နဲ့တော့ဒါသူကတော့လွတ်လွတ်ကျွတ်ကျွတ်ကြီးခြေစပွဲအောင်သွားပြီပေါ့နော်နယ်သာလန်ကလည်း18မှတ်ဒါပိုလန်နဲ့နယ်သာလန်နောက်ဆုံးတွေ့မှာလားမသိဟိုနယ်သာလန်လည်းတပွဲကြံသေးတယ်နှစ်ပွဲကြံတဲ့နေသားမှာရမှတ်18မှတ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်နယ်သာလန်မဲ့ဒါတက်ဖို့များတယ်အဲ့တော့မတက်တဲ့အသင်းအနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်ခြေစပွဲထပ်ပြီးတော့ကစားအောင်မယ်ဒါ၁၂တင်းတက်မယ်၁၂တင်းဒါခြေခြေပွဲထပ်ပြီးတော့ကစားရမယ်ဆိုတော့ဒါဆလိုဗကီးယားရှိမယ်ကိုဆိုဘိုရှိမယ်ဒါစကော့တလန် ဒါယူကရိန်းနောက်ပြီးတော့ဒါတူရကီရှိမယ်အိုင်လန်ရှိမယ်ဒါပိုလန်အဲနောက်ပြီးတော့အီတလီတို့ဘာလို့လဲကြံသေးတယ်ဆိုတော့ဒါခြေစပွဲမအောင်တဲ့အသင်းအနေနဲ့ဆိုရင်နောက်ထပ်ဒါ16တင်း sorry အဲနောက်ထပ်17တင်းဒါထပ်ပြီးတော့ကစားမှာ17တင်းနေ့ကနေမှကျွန်တော်ဒါ6တင်း ထပ်ပြီးတော့တက်မယ်ဆန်တဲ့တင်းကတော့ကျွန်တော်တို့ဒါခြေစစ်ပွဲအောင်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအဆင့်ဒါ ACC ဒါထိုင်ပြီးတော့စောင့်နေရုံပဲအဲ့တော့အခုလက်ရှိအခြေအနေမှာဆိုရင်တော့ဒါ UFA ရဲ့ကမ္ဘာဖလားဒါပြိုင်ပွဲစဉ်မှာဆိုရင်တော့ဒါအင်္ဂလန်ကတော့အခုလက်ရှိတော်တော်လေးဒါရေပန်းအစားဆုံးနဲ့ဒါအခြေအနေအကောင်းဆုံးအသင်းဖြစ်နေတယ်ဗျာဒါရှေ့ပွဲကစားတာရှေ့ပွဲမှာကျွန်တော်တို့ ရှေ့ပွဲစလုံးအနိုင်ရထားပြီးတော့ရမက်ကတော့24မှတ်နဲ့တော်တော်လေးဒါအဆင်ပြေနေပြ။ဒါအင်္ဂလန်အဆင်ပြေလည်းမပြောပါနဲ့လက်ရှိဒါသူကစားနေရတဲ့သူ့ရဲ့ဒါ group K မှာဆိုရင်လည်းဒါအဲ့လောက်ကြီးဒီအင်အားကြီးတဲ့အသင်းကတော့မရှိပါဘူး။အဲ့တော့ကျွန်တော်တို့ဒါကမ္ဘာဖလာပြိုင်ပွဲမှာဆိုရင်အခုလက်ရှိကျွန်တော်တို့ဒါ group B မှာတော်တော်လေးတိုင်ပတ်နေရတာ Sweden ဖြစ်သွားပြီ။ Sweden ကကျွန်တော်တို့ဒါ၅ပွဲကစားထားတယ်၅ပွဲမှာကျွန်တော်တို့ဒါတပွဲမှာနိုင်ထားတာမျိုးမရှိဘူး။တီးတဲ့ဘွဲကြထားတယ်လေးဘွဲစလုံးရှုံးနေပြီးတော့ဒါရမက်ကတော့တမတ်ပဲရှိတော့တမတ်ပဲရထားသေးရေပေါ့ဗျာ။ဒါဆွီဒင်မှာဆိုရင်လည်းကစားသမားကောင်းနေရှိတယ်ဒါဗီတာယောဂရက်အပြင်ဒါအီလန်က ။နောက်ပြီးတော့อีเซตတို့တပြင်းကစားသမားတော်တော်များများလည်းရှိပါအဲ့လိုအခြေအနေတောင်မှပဲအခုလက်ရှိကျွန်တော်ဒါစီဆွီဒင်ကတော့ဒီနှစ်မှာလည်းခြေစပွဲမအောင်ဘူးဆိုတော့အဆင်မပြေဘူးအဲ့တော့ခြေစပွဲအောင်တဲ့အသင်းအနေနဲ့ကြည့်မယ်ဆိုရင်ဒါစုစုပေါင်းဒါဂျာမနီရှိမယ်ဆွစ်ဇာလန်ရှိမယ်ဒိန်းမတ်ပြင်သစ်ဒါစပိန်ပေါ်တူဂီနယ်သာလန်ဩစတြေးလျဒါနော်ဝေးဘယ်ဂျီယံအင်္ဂလန်နောက်ပြီးတော့ဒါခရိုအေးရှားပေါ့နော်ဒီအသင်းဆက်နှစ်သင်းကတော့အဲကျွန်တော်တို့ခြေစပွဲလွတ်လွတ်ကျွတ်ကျွတ်နဲ့အောင်မြင်သွားပြီပေါ့ဗျာဆလိုဗကီးယားအပြင်တပြင်းဒါဂျန်နက်ဆက်နှစ်သင်းကတော့ကျွန်တော်တို့ ဒါခြေစည်းပွဲထပ်ပြီးတော့ကစားအောင်မယ်ဒီဆန္ဒသင်းလေးရမှာဒါ6သင်းတက်မယ်ဒါစုစုပေါင်းဒါ18သင်းပုံစံမျိုးပေါ့နော်ကဲတော့ကျွန်တော်တို့ကဒီနေ့ကဘာဖလားပြိုင်ပွဲမှာဆိုရင်ရောကျွန်တော်တို့ကဘယ်အသင်းကကဘာဖလားကိုဒါသိမ်းယူသွားနိုင်မယ်လို့ထင်ကြလဲပေါ့အခုမှမှတစ်ချက်လောက်ဆွေးနွေးပြီးတော့ကြပါအောင်ဒါလက်ရှိမှာဆိုရင်တော့အင်္ဂလန်အသင်းကတော့ဒါချန်ပီယံဖြစ်ဖို့အတွက်ဒါရေးပန်းအစားဆုံးဖြစ်နေရဆိုပြီးတော့ဒါတည်င်းနေလဲတက်နေရအပေါ်မှာဒါအခုမှမှတစ်ချက်လောက်ဆွေးနွေးပြီးတော့ကြပါအောင် MM Media အုံဆုံးတကြီးရှိပေးကြရပြည်သက်တယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်အားကစားသတင်းအစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေရကျွန် MM Media ရဲ့ Facebook YouTube TikTok လို့ like and subscribe လုပ်ပြီးတော့စောင့်ကြည့်နေပါတယ်အဲဘလုံးပွဲတိုင်း like ကြည့်ရှုခြင်းနဲ့ပြည်သက်များအနေနဲ့ www.mm.stream မှာလည်းအခမဲ့တိုင်းလည်းဝင်ရောက်ကြည့်ရှုနိုင်ပြီးကြောင်းသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆုံးတွေ့ကြရမယ်ကျွန်တော်အားစီစဉ်တင်ဆက်သူဖော်ပါလေးပဲဖြစ်ပါတယ်